င်တန်ကြားပြည်သက်များရှင်မြန်မာတက္ကရာ1300ခုနှစ်မှာဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့ပါတယ်တက္ကရာ1300ခုနှစ်မှာမြန်မာပြည်သို့ကမ္ဘာစစ်မီးကြီးကူးစက်တောက်လောင်ခဲ့ပါတယ်စစ်ဖြစ်ဆမှာဒကာဒကာမများကမိုးကုတ်ဆရာတော်ဦးမင်းမလကိုစကိုင်းမင်းကွန်းတောင်ရုံမှာစစ်ဘေးဒဏ်ခိုးလုံစေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မိုးကုတ်မြို့မှာဒကာဒကာမများရောက်ရှိလာပြီးဆရာတော်ကိုစစ်ဘေးစစ်ဒဏ်ကင်းလွတ်စေဖို့မိုးကုတ်မြို့သို့တင့်ဆောင်ခေါ်ယူသွားကြပါတယ်ရှင် ဲ့1303ခုတကူးလာတဲ့မှာမုံကုမြို့ကျောင်းတကားကြီးဦးလေးရဲ့ပြင်ဖိတ်ချက်ရမုံကုဆရာတော်ကြီးဦးဝင်းမလာမုံကုမြို့ကိုရောက်ရှိခဲ့ပါတယ်။မုံကုမြို့တုတ်တန်ကျောင်းမှာသတင်းသုံးနေထိုင်တော်မူခဲ့ပါတယ်။အဲ့ဒီအချိန်မုံကုဆရာတော်ဦးဝင်းမလာဟာခက်တော်42နှစ်တိတ်ခါတော်23ဝါရရှိနေပြီဖြစ်ပါတယ်။ကမ္ဘာစစ်ကာလအတွင်းအေးအေးဆန်းဆန်းရှိနေတဲ့မိုးကုတ်မြို့ကလေးဟာမြို့ပေါ်ကိုစစ်လီရင်များတဝဲဝဲပြန်တန်းလာနေတဲ့အတွက် တစ်မျိုးလုံးလှုပ်လှုပ်ရွရွရနဲ့အသိမချရတဲ့အခြေအနေဖြစ်ပေါ်လာပါလေ။ဒါကြောင့်မိုးပုံမျိုးမှဒကာဒကာမများကဆရာတော်ဖျားကြီးကိုပို့ပြီးလုံလုံစိတ်ချရတဲ့နေရာကိုသိဆောင်ရပါလိမ့်ရှင်။ရည်ရည်တန်ကြားပြည်တမများရှင်အခုမြင်တွေ့နေရတာကတော့မိုးကုံမြို့ရဲ့အနောက်မြောက်ဖက်လေးမိုင်กว่าမှာရှိတဲ့ဘော်ဂရန်ရွာဖြစ်ပါလိမ့်ရှင် ဗော်ရန်ရွာလေးဟာပင်လယ်ရင်မျက်နှာပြင်ချဲ့အမြင့်ပေး၄တောင်မှရှိပြီးတောင်ကပင်မှာတည်ထားတဲ့ရွာလေးဖြစ်ပါသည်။ရွာရဲ့သုံးမဲ့သုံးနံမှာတောင်တန်းကြီးတွေပိတ်ဆို့ကားစီးနေတဲ့အတွက်အင်တန်လုံခြုံစိတ်ချအေးချမ်းတဲ့နေရာလေးဖြစ်ပါသည်။အပြာရောင်တောင်ကုန်းမြို့တွေရှက်တန်းနေပြီးတောင်ကြားအရက်ဒေသဖြစ်လို့ရာသီဥတုကအေးချမ်းနေပါလိမ့်ရှင်။ ဲ့တောင်ဘက်ကိုမျှော်ကြည့်လိုက်ရင်ရင်းငင်ငယ်ကြီးကိုမြင်တွေ့နိုင်ပါတယ်။ရွာဝင်အရှိတ်တောင်တန်းကြီးကိုမော့ကြည့်လိုက်ရင်တောင်နံရံကိုကျော်မိလျက်ကြောက်လိုက်မှုကြီးတစ်ခုကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။အဲ့ဒီကြောက်လိုက်မှုကြီးဟာမိုးမဆရာတော်ဖရာကြီးတရားအထုတ်တော်မူရာတိုင်ကူကြီးဖြစ်ပါလိမ့်ရှင်။ကျောင်းနိုင်မှုကြီးစီရောက်အောင်သွားဖို့တောင်ကြီးကနေအချက်ညစ်ပြီးနေရာထိခပ်ပြည်ကြီးလေးတက်သွားရပါသည်။ဘူးအတွင်းကိုဝင်ကြည့်လိုက်မယ်ဆိုရင် လူလက်နှစ်ဖက်ခန့်လုံးကအရွယ်စားရှိတဲ့ကြောက်တိုင်ကြီးသုံးနိုင်ရင်တွေ့ရပါလိမ့်။အဲ့ဒီကြောက်တိုင်သုံးခုထိပ်ပေါ်မှာကိုနီချန်တစ်ချံမှောက်ထားသလိုကြောက်လုံးချင်းကြီးတစ်ချံမှောက်ရရှိပါလိမ့်။အဲ့ဒီကြောက်တုံးကြီးဟာအပေါ်ကခုံးနေပေမဲ့အတွင်းဘက်ကတော့ညနေချက်ကဲသို့ညာပြန့်နေပါလိမ့်။အဲ့ဒီညရဲ့ပတ်ဝန်းကျင်မှာတောင်ကြီးတဲကြီးကြောက်ကြီးတို့ညက်ရဲ့ပြည့်တည်နေအောင်ပတ်ကာထားပါလိမ့်။ ွင်းမြမ215ပြည်အနန်းဆေးပြည်ကျင်းဝင်းနဲ့တိုက်ခန်းတစ်ပွဲနေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာမှာမူးခုဆရာတော်ဘုရားကြီးတရားအထုတော်မူခဲ့တာဖြစ်ပါတယ်ရှင်။ပြည့်တယ်နာရှင် ဘုဟုဆရာတော်ဖျားကြီးဟာတောင်းနိုင်ကူထဲမှာသတင်းသုံးနေထိုင်တော်မူပြီးတရားထုတ်နေတဲ့အခါကူထဲမှာကြီးနေရင်ကျမ်းမာရေးကြီးကိမ်မှာစွန့်ရင်ရတဲ့အတွက်ဂါဒဂါမများကဘူးပြင်းမှာယာယီကျောင်းသင်ကန်းလေးတစ်ခုဆောက်လုပ်လှူဒန်းထားကြပါလိမ့်။ဆရာတော်ဟာကြောက်ကူရဲ့အတွင်းမှာသတင်းသုံးတရားအထုတ်နေပြီးစွန့်ဖုန်ပေးတဲ့ရောက်မှပဲယာယီတဲချောင်းလေးတို့လာကစွန့်ဖုန်ပေးလို့ရှိပါလိမ့်။ ဘောဘရင်ရွာသူရွာသားများနဲ့တကားကြီးဥကုလုံမိသားစုတကားကြီးလည်းမိသားစုနဲ့ဒေါ်တော်အောင်ဒေါ်တော်ဖုန်မိသားစုတို့ကဆရာတော်ကြီးရဲ့ဝေယဝစ္စာများကိုကုသိုလ်ပြုဆောင်ရွက်ပေးခဲ့ကြပါလိမ့်ရှင်ဒုတိယကဘာစစ်ကြီးဖြစ်တဲ့အခါမှာ ကျမတို့ရဲ့မိသားစုနဲ့အတူဆရာတော်ဘုရားဟာပေါ်ပန်းကိုတိတ်ဆောင်ရဲပါတယ်။ရောက်ပြီးဒီကုမာကျမတို့ဆရာတော်နဲ့အတူတူအရမအိုနေခဲ့ကြပါတယ်။ဒီရဲ့တဲကလေးမှာဆိုလို့ရှိရင်ကျမတို့ကနောက်ဖက်ပိုင်းမှာနေပါတယ်။အရှိတ်ဘက်ပိုင်းမှာကိုဆရာတော်ကနေပြီးတော့မှသတင်းသုံးပါတယ်။ကျမတို့ဟာ၎င်းစစ်အချိန်ဆိုတာဟာ ဘုံလီတမျိုးလုံးကိုလာကျဲနေတဲ့အချိန်ဖြစ်ပါတယ်။တော်တော်ပဲကြောက်ရွံ့ခဲ့ကြရပါတယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဘသူကမှကျမတို့ထမင်းနေရှင်တွေကိုအထူးပြလဲချက်စားခြင်းမပြုခဲ့ပါဘူး။ဒါပေမဲ့ကျမတို့ရဲ့မိသားစုကနေပြီးတော့ဆရာတော်ကိုဒီဘုံလီပါတယ်ကျဲမှာကိုလည်းကျမတို့ဟာမကြောက်ရွံ့ဘဲနဲ့မနဲ့ဆိုရင်ရဟုဇွန်၈နှစ်လောက်ကိုနာမည်ဆုံးအဖြစ်နဲ့အများရန်ပဲတတ်ရှိခဲ့ပါတယ်။မြေဇွန်ကို ရောဖုံလို့လည်းတခြားတကာတကမများတာတတ်ပါတယ် နဲ့ဆုံးဖုံးပြီးတဲ့အခါမှာကျမတို့ရဲ့ဂူလေးမကမ်းမလှမ်းမှာဘောပန်းရဲ့ဖုံကြီးကျောင်းအနီးမှာရှိတဲ့ဥပုမှာဆရာတော်ကနေပြီးမှ သွားပြီးတော့မှတရားအားထုတ်ခဲ့ပါတယ်။ညနေဆောင်ကျမကျမတို့ရဲ့တဲကိုပြန်လာပြီးတော့မှသတင်းသုံးပါတယ်။ဒီရဲ့ဒုတိယကဘာစစ်ကြီးပြီးသွားတဲ့အခါမှာလည်းပဲကျမတို့ဟာအတူတူပဲဆရာတော်ဘုရားကြီးနဲ့ပြန်လာခဲ့ကြပါတယ်။ဦးဇင်းတို့ရဲ့ကျေးဇူးတော်ရှင်မုဂုတ်ဆရာတော်ဘုရားကြီးဟာ 1304ခုနှစ်ပထမဝါစုလသန်းကစားပြီးကျောက်လိုင်ဂူကြီးတွင်ဝင်ရောက်တရားထုတ်တော်မူပါတယ်။မိမိကအကျိုးသားဖို့သာလိုသည်ဒီမှန်းသမျှအောင်ရမည်ဆိုတဲ့အောင်စိတ်ဓာတ်ကိုမွေးပြီးတမတ်ပဒံလုံလဝရိယမျိုးနှင့်တရားကျင့်ကြံအထုတ်တော်မူခဲ့ပါတယ်။တမတ်ပဒံလုံလဝရိယဆိုတာတိအကျိုးမြတ်ကိုမြင်လို့စစ်ချင်းထားပြီးလောက်ကင်ပြုစားတဲ့အာရမ္ဘဓာတ်နှစ်လောက်ပင်မှာနှောက်ရက်တတ်တဲ့ ချိနမိဒ္ဓကောတိတာစတဲ့ထိုင်းမိုင်းပြင်းဤစိတ်တွေကိုပြွန်လှန်ပြီးကျူသာတိုက်ဖြစ်တဲ့နေကမဋ္ဌ၃အထက်တန်းတရားတွေရဖို့တလန်းရမှာစုံနစ်တတ်တဲ့ဘေးရန်ကိုပြွန်လှန်တိုက်ဖြစ်တတ်တဲ့ပရကမဋ္ဌအဲ့ဒီဓာတ်တွေကိုကိုရင်းမှာမပြောင်းမွေးပြီးတစ္ဆာလေးပါးကိုဆွတ်ထွင်းသိမြင်မှု အပြင်းအထန်ကျူးစာပြင့်ကြံတော်မူခဲ့ပါတယ်။ရောင်ရည်ရွမြင့်တန်တားပြည့်တယ်များရှင်။ ရှင်ဘလောကမှာတော့ကမ္ဘာစီမီကြီးကတင်းကြီးတောက်လောင်တယ်မြန်မာနိုင်ငံမှာလည်းနေချက်တော်လှန်ရေးတိုက်ပွဲများဆင်နွှဲနေကြတယ်ဗော်ရန်ရွာရဲ့လှိုင်းမှုတွေမှာမုခုဆရာတော်ကြီးကလည်းခနာကိုရင်းမှာအတွင်းငယ်များကိုအပြင်းထန်တိုက်ခိုက်နေခဲ့ပါသည်ဒုက္ခအလုံးမှလွတ်မြောက်တဲ့နိဗ္ဗာန်ဆိုတာပျော့ပျော့နဲ့နဲ့ရော့ရော့ရဲရဲလုံလောက်ရရမျိုးနဲ့မရနိုင်ဘူး မပြောပါလောက်တဲ့အနေငယ်ဆွမ်းအားရှိတဲ့လုံလောက်ရိယာမျိုးနဲ့လည်းမရနိုင်ဘူးဆိုတာစင်ကျင်သိမြင်တဲ့ဗျာအစွမ်းကုန်ခေါင်ထက်ရောက်တဲ့လုံလောက်ရိယာမျိုးနဲ့ကြိုးစားပြင်ကြံတော်မူခဲ့ပါသည်တက္ကရာ1308ခုသတင်းကျွတ်ချေသက်တော်46နှစ်သိခါတော်29ဝါရမှာလှိုင်ငူထဲမှာထွက်လာပြီးမူကုမျိုးစုပြန်ကြွားပါသည်မူကုဆရာတော်ကြီးဟာလှိုင်ငူထဲမှာလေးနှစ်လေးမူတရားအထုတ်တော်မူခဲ့တာဖြစ်ပါတယ်ရှင်ကြည့်တော့ရှင်မူကုဆရာတော်ဖျားကြီးဟာ ဘုရားအထုရာဘောဗရန်ကြောက်လိုက်ဦးကြီးတွင်မှထွက်ပြီးနောက်မိုးကုတ်မြို့တုတ်တန်ကျောင်းမှသတင်းသုံးနေထိုင်ပြီးမိုးကုတ်မြို့ကျောတောင်ရ ဥလေရောတိုင်းဆုံတို့၏နေမှာတရားပွဲများဆက်လက်ကျင်းပပါတယ်အဲ့ဒီတရားပွဲတွေကစာပြီးဘုဂုတ်ဆရာတော်ဘုရားကြီးကခန္ဓာဉာဏ်ရောက်ဖြစ်အောင်တရားကိုနာယူကြပါလို့တခွားခွားမှာကြားတော်မူခဲ့ပါတယ် ခန္ဓာဉာဏ်ရောက်ဆိုတာနာကတရားကိုနာယူပြီးဉာဏ်ကခန္ဓာကိုယ်ပေါ်မှာလှည့်ထားတာခန္ဓာကိုယ်မှာရှောက်နေတာခန္ဓာကိုယ်ပေါ်မှာစိုက်ပြီးရောက်နေတာကိုဆိုလိုပါတယ်ဒေသနာတရားနာယူတဲ့အခါမှာဒေသနာဉာဏ်ကိုအစင်းလျှောက်ပြီးကိုယ်ဉာဏ်ကိုကိုယ်ခန္ဓာထဲမှာဆီလွတ်လိုက်တဲ့အခါဉာဏ်တူးဉာဏ်မြတ်ကြီးဖြစ်သွားလို့တရားဒူးရနိုင်ပါတယ်လို့ မြတ်စွာဘုရားကဓမ္မပဒအထကရာမှာဟောကြားတော်မူခဲ့တာရှိပါတယ်။ဒါကြောင့်တရားကိုနာယူတဲ့အခါမှာတရားရဲ့အ내အဓိပ္ပာယ်ကိုသိနေုံများလောက်နဲ့ကျေနပ်မနေကြနဲ့။တရားနာနေတဲ့ခိုက်မှာပဲကိုဉဏ်ကိုခန္ဓာကိုယ်ပေါ်မှာစိုက်ထားပါလို့ငုဖို့ဆရာတော်ဘုရားကြီးကမှာကြားတော်မူခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးငုဖို့ဆရာတော်ဘုရားကြီးဟာ ခန္ဓာဉာဏ်ရောက်တရားများကိုဟောကြားတော်မူခဲ့ပါတယ်။တက္ကဥလည်းနဲ့တက္ကမတော်တိုင်းချုံနဲ့တက္ကအလုံးသေးနီးသဘောသွားလေးကိုသင်ပေးမယ်။တက္ကတက္ကမတို့လောကကြီးမှာနေဖို့တဲ့သေဖို့ပဲကြံတော့တယ်နော်။နေဖို့အချိန်ရှိသေးရဲ့လား။ရှိပါဘူး။သေဖို့ပဲကြံတော့တယ်နော်။အဲ့တော့တရားနာတယ်တရားအားထုတ်တယ်ဆိုတာ အသေးပြင်တယ်လို့မှတ်ပါဘာပြင်တာလဲအသေးပြင်တဲ့နေရာမှာလဲအနေကောင်းမှအသေးကောင်းမယ်အဲ့တော့အနေကဘာနဲ့နေမလဲတရားနဲ့နေရဘာနဲ့နေရမလဲအဲ့ဒီတရားတွေထဲမှာတော့မှဒါနတရားသီလတရားသမထတရားလို့ဒီသုံးမျိုးဒီကောင်းတော့ကောင်းတယ်ကောင်းမြင်ကောင်းကြတော့လေတစ္ဆာတရားလောက် မကောင်းတတ်ဘူးเนาะအဲ့တော့သူတို့စီကောင်းတော့မကောင်းဘူးလားကောင်းတယ်သို့တော့အကောင်းဆုံးဒီပါတရားပါလေအင်းသစ္စာတရားဆိုတာဒကာဒကမတို့တဲ့နာတရားလမ်းဆုံးရမှာမဟုတ်ပွားများမှုမှာလမ်းဆုံးရမယ်ဘယ်မှာလမ်းဆုံးရမလဲပွားများအဲ့တော့သစ္စာတရားဆိုတာကအဝေးကြီးမဟုတ်ခန္ဓာမှာသစ္စာတရားဆိုတာဘယ်မှာလဲခန္ဓာမှာ ခန္ဓာကဘာသစ္စာပါလေဘာသစ္စာပါဟောဒကာဒကမတို့ကြည်လိုက်ဒီခန္ဓာဤဒုက္ခသစ္စာဟောမဟုတ်လှုပ်လှုပ်ရရသွားရလာရပြင်ရဆင်ရကျွေးရမွေးရပြည့်ရဆူရမရှိပေဘူးလားရှိပါပါဘာသစ္စာပါလေဘာသစ္စာပါအေးကြီးဒကာဒကမဥစဉ်တို့ရထားတဲ့ခန္ဓာကြီးတွေမှာဝါစာမျိုးမျိုးအဘုံဘုံတွေနဲ့သူ့ကိုဝတ်မပေးရဘူးလားဝတ်ပေးရဘူးဝတ်ပေးတယ်ဆိုဒီခန္ဓာဒီယောဂရှိလို့လားမရှိလို့လားမရှိ ဩယောဂရှိတဲ့အနာမျိုးစုံတွေရှိနေလို့တောက်ပတ္တိစီပေးထားတယ်လို့မှတ်ပါပါစီပေးထားတာပါတ္တိစီပေးတယ်ဆိုတော့ယောဂရှိလို့လားမရှိလို့လားဩဒီယောဂတွေဘာကြောင့်ရပါလေသစ္စာမသိတဲ့အတွက်ကြောင့်ရတာနော်ဘာမသိလို့သစ္စာမသိလို့ရပါဘူးအဲသမုဒိသစ္စာကတော့ဘလောက်တန်နေဝတ်ထားတယ်လို့မပြောပေဘူးလားပြောပါဘူးပရမတ္ထသစ္စာနဲ့ပြောကြစို့ဆိုတော့ပတ္တိစီပေးထားတာဟုတ် ဒကာဒကမတို့ဘုန်းကြီးတို့နေလိုက်တဲ့အကြောင်းนี่မရှိပေဘူးလားရှိပါတယ်အိမ်นี่မရှိပေဘူးလားရှိပါတယ်အဲ့ဒီအိမ်นี่ကတကယ်တမ်းတွေ့ကြည့်တော့လူကောင်းနေတာလားလူနာတွေနေတာလားလူနာတွေနေတာပါဟုတ်မဟုတ်ဟုတ်ပါတယ်ဒါညံကလေးနဲ့စဉ်းစားမှအဖြေပေါ်မှာနော်ဒီတရားနာတဲ့နေရာမှာညံနာမှပါရင်ရပါမလားမရပါဘူးဩညံနာနဲ့နားထောင်မှာတဏနာနဲ့ဆိုဩငါတို့ဆောက်တာတဲ့တိုက်ကြီးတာကြီးတွေကွာဆေးရုံနဲ့နှိုင်းတဲ့တယ်ဆိုတော့နာနိုင်ပါမလားနာ ဟောဗရမတ္တသစ္စာဆက်အောင်ညာနာနဲ့နာလိုက်တော့မှန်မှန်မှန်ပါဗျာကဲယခုမင်းတို့နေတိုင်းနေတိုင်းမနဲ့ဆိုရဲစားတဲ့နေလဲစားညာနေလဲစားအဆင်ပြေသလိုမစားပြေဘူးလားမှန်ပါဗျာအဲ့ဒါယောဂရှိလို့လားမရှိလို့လားမှန်ပါဗျာဘလို့ပဲသိမ့်တန်တောင်းနိုင်စားညာဆိုလဲအဲ့ဒါဆေးတွေပဲမှန်ပါဗျာဘာတွေပါလဲဆေးတွေပါဆေးဆိုတော့ယောဂရှိလို့လားမရှိလို့လားမှန်ပါဗျာအဲ့တော့ဈေကိစ္စပရမတုကယောဂာဒီတဲ့မှာသာနာယောဂာအဆိုးဆုံးပဲ ဂါရကမတို့သာနာယောဂပေါက်လိုက်ရေလေးနဲ့ကုရ၊ကွန်းလေးနဲ့ကုရ၊ဆေးလေးနဲ့ကုရမရှိပေဘူးလား။တောင်းနေအပူနဲ့ကုရ၊အေးနဲ့ကုရမရှိဘူးလား။ဒီသာနာဟာတကြိမ်နဲ့လားအကြိမ်ကြီးလား။တနေတည်းလားနေတိုင်းလား။အဲ့ဒါယောဂတွေရနေတာဟုတ်မဟုတ်။ဟုတ်ပါဘူး။သာသမ ्या အစာတွေဒီပါပါလေဆေးတွေ။သာသမ ्या အစာအစာတွေပါပါလေဆေးတွေပါဗျာ။မိမိတို့နေလိုက်တဲ့တိုက်တာအเจ้าကံဒီမှန်သမ ्या ဗာနဲ့တူတဲ့ ဝိဒါနဲ့အဝဇာတွေဒီဘာနဲ့တူပါလိမ့်အဲ့ဒါဘာမသိလို့သစ္စာမသိလိုက်တော့ဒုက္ခသစ္စာကြီးအမျိုးမျိုးဘုံဘုံမနေရဘူးလားမနေရပါဘူးဒါအတိတ်တုန်းကအဲ့ဒါအနေလည်းမကောင်းလို့အသေးလည်းမကောင်းလို့ဒီယောဂမျိုးစုံရတယ်လို့မှတ်ပါမှန်ပါဗျာဒီကရှိပါတရားတွေနာရတယ်လေမှန်ပါဗျာသစ္စာတရားတွေနာလိုက်တဲ့ပုဂ္ဂိုလ်ဒီဒိဋ္ဌိမကွာပေဘူးလားမှန်ပါဗျာဒိဋ္ဌိကွာလို့ယင်တကာရကမတို့ပတ္တိစီတဲ့ဘဝကလည်းလွတ်မလို့မှန်ပါဗျာ ဆေးတောက်တဲ့ဘဝကလည်းလွတ်မလို့ဆေးုံကြီးနေရတဲ့ဘဝကလည်းလွတ်မလို့တန်တပည့်တော်တို့ဗျာနောင်ထပါတိတွေလည်းမရှိကျင်တော့ဘူးယောဂါတွေလည်းမရှိကျင်တော့ဆေးုံကြီးတွေလည်းမနေကျင်တော့ပါဘူးဆိုရင်ဗာတရားနာရမသစ္စာတရားဆိုတာဘယ်မှာရှိခန္ဓာပါသစ္စာပါလေမြင်အောင်ရှုတာကသေတာကနောက်ခန္ဓာမလာတာကသေတာ တန်တကားကောနေတော့ကဘာတရားနဲ့နေမလဲသစ္စာတရားသေတော့ကဘာတရားနဲ့သေမလဲသစ္စာတရားတန်တကားကောနေဖို့တဲ့သေဖို့အရေးကြီးမကြီးဒီလိုသစ္စာဓမ္မတွေနာတဲ့အာထုတ်ထားတဲ့တကားကမတို့မှာဖြင့်သေတဲ့နေရာမှာကြောက်စရာရှိသေးလားသိပါပါဘုရားဒါဖြင့်သစ္စာသိထားတဲ့တကားဦးလည်းတကမတော်တိုင်းချုံမိသားစုနဲ့တော့အလုံးသောပြိဿဘောင်သူတော်ကောင်းတို့သည် သစ္စာတွေသိထားတဲ့နာထားတဲ့အာထုတ်ထားတဲ့အတွက်ကြောင့်သေကာနီးမှာမဲ့မလားပြုံးမလားပြုံးပါဘူး။ဩဘာသိထားလို့သစ္စာသိထားလို့ပါဗျာ။သစ္စာမသိတဲ့ပုံကိုယ်တွေကြတော့မဲ့ရွဲ့ပြီးတဲ့ကလာမသေးရဘူးလား။ပြုံးပါဘူး။အဲအဲ့ဒီပုံကိုယ်စီအနေကောင်းလို့လားမကောင်းလို့လား။မကောင်းပါဘူးဗျာ။အနေမကောင်းတော့သေကာနီးမှာမဲ့ရွက်သေးရတယ်။အနေကောင်းတဲ့ပုံကိုယ်ကြတော့ပြုံးပါဘူးဗျာ။အဲဒါကဦးလည်းဒီမှာတော်ဆိုင်ချုံတို့သေတတ်ပြီလား။သေတတ်ပါဘူးဗျာ။ဘာတရားနဲ့သေမလဲ။သစ္စာတရားနဲ့ အလုံးတရားတော်ကမတို့လည်းဗာတရားနဲ့သိမလဲနေတော့လည်းဗာတရားနဲ့နေမလဲသေတော့လည်းဗာတရားနဲ့သိမလဲသစ္စာတရားဆိုတာအဝေးကြီးလားခန္ဓာလားခန္ဓာပါဗျာခန္ဓာပါသစ္စာပါလေမြင်အောင်ရှုတာကသေတာကနောင်ခန္ဓာမလာတာကသဘောပါဗလားကဲဒီနေ့တော်ကြအောင်ဆို ြင်တန်ကြားပြည်တညာရှင်စီရီးရင်ကနိုင်ငံရှိတီဟိုကျွန်းမှမဟာစီတော်ကြီးတို့ဆင်ထူတော်ကိုမြန်မာနိုင်ငံမိုးကွန်းမြို့မှစီမံဆောင်ရွက်ပေးလိုက်တာဖြစ်ပါသည်အဲ့ဒီတဲ့င်းကိုရန်ကုန်မြို့ရှိဗုဒ္ဓထောင်စီရီဂေါကဖွဲကကြားသိသွားခဲ့ပါသည်ဗုဒ္ဓထောင်စီရီကိုဆင်ထူတော်ကတ်လူနိုင်မို့မိုးကွန်းဆရာတော်ဘုရားကြီးမှဦးစီးဆောင်ရွက်ပေးပါရန်ဂေါကဖွဲကမြစ်တမ်းရက်ခံခဲ့ပါသည်ဒါကြောင့်မုဂုဆရာတော်ဖျားကြီးဥဆောင်ပြီးမုဂုမျိုးမတော်တော်အောင်တော်တော်ဖုံ တာကိုမြင့်မိသားစုပေါင်းဝင်ဘုဖွမျိုးမှတက္ကသမများစုပေါင်းကစိန်ဘူးတော်ကြီးကိုလှူဒန်းခဲ့ကြပါသည်စိန်ဘူးတော်ကြီးဟာအချင်းချင်းဝ9လက်မှလုံဘတ်တော်15လက်မှညံတော်မြင့်16လက်မှအလေးချိန်နှစ်ပိတ်သာရှိတဲ့ကြောက်တလင်းစိန်ဘူးတော်ကြီးဖြစ်ပါသည်ဖြစ်ပေါင်းများစွာကြောင့်မှတစ်ခါတည်းသာကျူးကိုရရှိတတ်တဲ့ရှားပါစိန်ဘူးဖြစ်ပါသည်အဲ့ဒီစိန်မှုတော်ကြီးကိုမုခုဆရာတော်ဖျားကြီးသက်တော်48နှစ်ကြည့်ချိန်မှာတူရန်ခဲ့ကြတာဖြစ်ပါလေရှင်။ ¡Gracias!